ခုကျမ်းပိုင်းကတော့ဆာလံနံပါတ်52နှစ်ဖြစ်ပါတယ်။ခန်းကြီး52ဒါဝိဒ်ဒီအဟိမလက်အိမ်တို့ယောက်ျောင်းကို အေးတုံအမျိုးသားဒေါကဒီရှောလူထံသို့လာ၍ရှောက်သောအခါဆက်ဆိုသောဆာလံအငယ်1မှ9အာချီသောအချင်းလူတင်ဒီသူအကျိုးကိုဖျက်ချင်းအမှု၌အဘယ်ကြောင့်ဝါကြောသည်နီဘုရားသခင်ဤဂ ුණ ာတော်သည်အစင်မပြတ်သည် သင်ရှာသည်ထက်သောတင်တုံးကဲ့သို့လှည့်စားသဖြင့်သူအကျိုးကိုဖျက်ချင်းအမှုကိုပြုစုတတ်၏တင်သည်သူစီရိုက်ထက်ဒူးစီရိုက်ကို၎င်းဖြုံးမတ်သောစကားထက်မှုသာစကားကို၎င်းတာ၍နှက်သက်တတ်၏အိုးလှည့်စားတတ်သောရှာတင်သည်ပျက်စီးသောစကားရှိသမျှတို့ကို နှက်သက်တတ်၏အကယ်စင်စစ်ဘုရားသခင်သည်တင့်ကိုအစဉ်မြဲချိုးဖျက်ပယ်ရှင်းလျက်တင်ဤနေရာတည်းက နှင်ထုတ်၍အသက်ရှင်သောသူတို့၏နေရာတည်းကနှုတ်ပြစ်တော်မူမည်ဖြောင့်မတ်သောသူတို့သည်မြည်၍ကြောက်ရွံ့ကြလိမ့်မည်ဘုရားသခင်ကိုမခိုလုံမိမိအဥ္စာကြော်ဝါခြင်း၌ကိုးစား၍မိမိဒူးစရိတ်၌ခိုင်ခံသောသူကိုကြည်ပါဟု၍သူ၌ရေကြလိမ့်မည်ငါမူကားဘုရားသခင်၏အိမ်တော်၌စိန်လန်းသောတန်လွင်ပင်ကဲ့သို့ဖြစ်၍ဘုရားသခင်၏ဂုဏတော်၌ ကာလအစဉ်မြဲကိုးစားမည်ကိုရောစီရင်တော်မူသောကြောင့်အကျွန်ုပ်သည်ကိုရောကိုကာလအစဉ်မြဲချီးမွမ်းပါမည်ကောင်းမြတ်တော်မူသောကြောင့်ကိုရောဤတန်ရှင်းသူတို့ရှိမှ နာမတော်ကိုမျှော်လင့်ပါမည်โอเคအရင်တူပါတယ်အခန်းငယ်တစ်ကနေကိုတီပဲရှိပါတယ်ဆိုတော့နောက်ဗီဒီယိုမှာနောက်ချမ်းပိုင်းမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်